နာမည်ကြီး B2 Spirit ဘုံကျဲလေးမှာတက်စင်နိုင်မယ်ပုံမစွမ်းထက်တဲ့ B61 13 nuclear bomb မျိုးကွက်တွေကို American ကထုတ်လုပ်တော့မယ်ဆိုပါတယ် B61 13 nuclear bomb တွေရဲ့ပထမဆုံးရှေ့ပြင်းနမူနာကိုအချိန်စရာထက်တနစ်ခန့်ကြိုတင်ပြီးစီအောင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ American စွန့်ဌာနကထုတ်ပြန်ကြေညာပါတယ် B61 13လို့နာမည်ပေးထားတဲ့ nuclear bomb တွေဟာရှေ့ကထုတ်ခဲ့တဲ့ B61 တွဲကိုအခြေခံထားပေမဲ့ မြေောက်ကုတ်ကဲမှုနဲ့ထင်းကျုပ်ရေးဆောင်တွေလိုခိုင်မာတဲ့ပြစ်မှတ်တွေကိုပုံမူထိရောက်စွာတိုက်ခိုက်နိုင်မှုအရေးကြီးတဲ့ထလောင်းစွန့်ရည်တွေနဲ့ပြင်ဆင်ထားတယ်လို့ American Tower ရှိသူတွေကထုတ်ဖော်ပြောပါတယ်။ American Nuclear Hunter တွေအတွက်ပုံမူပြုလင်ပြလင်ဒီဇိုင်းနဲ့ယုံကြည်စိတ်ချမှုကိုအားကောင်းစေဖို့ဒီဇိုင်းထုတ်ထားတဲ့ Basic 1 13ကို Bandage Plan အနေနဲ့အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တာလို့ American စွန့်ရည်ဌာနကလူမှုကွန်ရက်မှာထုတ်ပြန်ထားပါတယ်။ ဘန်ဒက်ဆင်ဟောဆိုတာကတော့အမေရိကန်မျိုးသားနျူကလ িয়ার လုံခြုံရေးစီမံခန့်ခွဲမှု NNSA ရဲ့ကြီးကြပ်မှုအောက်မှာရှိပြီးအမေရိကန်ရဲ့လက်ရှိနျူကလ িয়ার တော်လောင်မှုတွေကိုထိန်းချောင်းပေးတဲ့ပြင်အသစ်ထုတ်လုပ်မှုနဲ့ပုံမှုကောင်းမွန်တဲ့နျူကလ িয়ার လက်နက်တွေတီခရင်ဖန်တီးတာကိုလည်းစီမံခန့်ခွဲပေးပါတယ်။ဘဂန်နျူကလ িয়ার လက်နက်တော်လောင်ရုံကိုခင်မိစေခြင်းဟာတမတော်ထရန့်ရဲ့ခွန်အားနဲ့ငင်းကြေးအစီအစဉ်ကိုကောင်းထည်ဖော်ဖို့မရှိမဖြစ်လို့အပ်တယ်လို့စွမ်းဝင်ကြီး Chris Wright ကထုတ်ပြန်ကြမှာပြောခဲ့ပါတယ်။ ဒီစဝန်တဲ့တင်ကိုမြေမဆန်ထောက်နိုင်ခြင်းဟာသိမ့်မဲ့ပညာရှင်တွေနဲ့အင်ဂျင်နီယာတွေရဲ့ဉာဏ်ထင်မြင်မှုမတည်ငြိမ်တဲ့ဒီအနာခက်မှာအဟံတောင်းကိုခိုင်မာစေဖို့ကျွန်တော်တို့အမေရိကန်ရေဆိုင်ရတဲ့ရည်ကြီးတွေအချက်ကိုတက်သေးပြတယ်တဆိုပါလေတက်ဆက်ပြီးနဲ့ MI လိုမှရှိတဲ့ပန်တက်ဆယ်မှာပထမဆုံးပြစီခဲ့တဲ့ unit ကိုဒဇယ်ရဲ့နှိခွင့်ရခြင်းဟာကျွန်တော်တက်တော့ဂုဏ်ယူစရာပါပဲလို့အမေရိကန်မိမိဝန်ကြီးကပြောပါလေဒီနေ့ထိတော့ပြန်လာတဲ့ပုံတွေရတော့ B113 ဟာ ဘီစီဝမ်တွင်နေပြင်ပပုံစံအဖြစ်တွင်ညီပြီးတွင်ညီတဲ့ခင်မီလုံချုံ APK ပြင်ပြမတ်တိကြောင့်မစလစ်တွေထည့်သွင်းထားတယ်လို့ NLS ကထုတ်ပြန်ပါတယ်။ပေါ့ကွဲအားကတော့ဘီစီတက်တင်းနဲ့ဘီစီဝမ်တွဲကြအဓိကကွဲပြားမှုဖြစ်မှတ်ယူပါတယ်။ဘီစီဝမ်ဘာရှင်အလုံးဟာပေါ့ကွဲအားမျိုးမျိုးနဲ့ပေါ့ကွဲမှုတတ်မှတ်နိုင်တဲ့လက်နက်တွေဖြစ်ပါတယ်။တင်းကြတဲ့ကင်ကနက်တွေကိုလိုအပ်ထားပေမဲ့ American Soyer ဟာ B1 သတ္တုရဲ့အမြင့်ဆုံးပေါက်ကွဲဟာအစားထိုးရည်ရထားတဲ့ရခိုင် B1 server version နဲ့အညီဖြစ်မယ်လို့ဆိုထားပါလေ။အနည်းဆုံးအမြင့်ဆုံးပေါက်ကွဲဟာ340မှ360ကီလိုတန်ကြားဖြစ်နိုင်တယ်လို့သတင်းမှာဖော်ပြထားပါလေ။ B1 တွဲရဲ့အမြင့်ဆုံးပေါက်ကွဲဟာကီလို90တန်သာရှိပါလေ။မိုဘီဒူကြတာကခွင့်ပြုချက်နဲ့မဟာမိတ်နျူကလ িয়ার ခွဲဝေးသဘောတူညီချက်များမှတစ်စိအမေရိကန်နဲ့နေတိုးမဟာမိတ်တွေကအသုံးပြုနိုင်တဲ့ ဘီစဝမ်တွဲနဲ့မတူပဲဘီစဝမ်တက်ဒင်းကိုအမေရိကန်စစ်တပ်အတွက်သာတိတက်အသုံးပြုနိုင်ပါလိမ့်။ဗီဒူရေဒါကိုပြောက်ပုံချက်လေယာဉ်ကြီးတွေမှာသာတည်ဆောင်အသုံးပြုနိုင်တယ်လို့သိရပါလိမ့်။ဘီစဝမ်တက်ဒင်းပုံကိုတီထွင်ထုတ်တာအမေရိကရဲ့အဓိကပြိုင်ပွဲတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ဟာမြောက်စစ်အခြေစိုက်စကန်နဲ့ဆက်လက်တည်ဆောင်နေတာကြောင့်ဖြစ်ပါလိမ့်။ဒီဥစ္စာအမကြောင့်တိမိကဒုံးကျစ်တဲ့လိုဝဲကိုကမစနာတွေမြေအောင်ရင်ကိုတင်မောချိစကန်နဲ့ ။လရင်တွေအတွက်ခိုင်ခန့်တဲ့အမိုးကတွေပါတဲ့လရင်ခွင်းတွေကိုမကြသေးမီကတိစောက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ BICS တိတ်သည့်စီဝေးကိုတရုတ်သမ္မတရှီနဲ့ရုရှားသမ္မတပူတင်လုံးဝတက်မှာမဟုတ်ဘူးလို့သိရပါတယ်။ဘာအကြောင်းကြောင့်လဲဆိုတာထုတ်ဖော်ပြောခြင်းရှိပါဘူး။ BICS ဖွဲ့စည်းမှာထိတ်ဆုံးအကောင်းဆုံးနေတာတရုတ်နဲ့ရုရှားပဲဖြစ်ပါလိမ့်။ ရေးပါတဲ့ခေါင်းဆောင်လို့ဖြစ်တဲ့ရှီကျင်းမြင့်နဲ့ပူတင်တို့မပါဝင်တဲ့ VIC ရဲ့ထိပ်သီးစည်းဝေးကိုဘရာဇီးနိုင်ငံရဲ့ဒီဂျီနီယိုမှာအင်ရှင်ဖြစ်မှကြောင်းကျင်းပသွားမှုရှိပါတယ်။ပူတင်ကတော့သိကြတာဘရာဇီးဟာ ICC ဖော်ဝင်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ICC ကဖရန်ထုတ်ခံထားတဲ့အတွက်ပူတင်အတွက်တော့ဒါဟာမလုံးမချုံအခြေအနေတည်ရမှာရှိနေပါတယ်။တရုတ်သမ္မတရှိကတော့2013နှစ်ပိုင်းပထမဆုံးအကြိမ်ဖြစ် BRICS ထိပ်သီးစည်းဝေးကိုမတက်ရောက်ဘဲလွဲချော်ပြက်ကွက်ခြင်းဖြစ်တယ်လို့တချိန်တည်းမှာလည်း နိုင်ငံတကာရာစုတရား ICC ဖမ်းရမ်းထုတ်ထားတဲ့သမ္မတပူတင်ကလည်း BICS ကိုမတက်ဘဲနဲ့ Kremlin မှာပဲရှိမယ်ဆိုပါလေ။ BICS အုပ်စုအနေနဲ့ဒေါ်လာဖယ်ခွာရေးကြိုးပမ်းမှုနဲ့ဩဇာရှင်ဝါအောက်ကောင်စီကိုဆန္ဒရှိနေခြင်းခုလိုမျိုးထိပ်သီးသမ္မတနှစ်ဦးကအစည်းအဝေးကိုပိုးတွဲပြုတ်ကွက်မှုက BICS ဖွဲ့ရဲ့စီလုံးညီညီမှုကိုအားနည်းစေသလိုဘာမှသိပြီးတော့ဒိဗ္ဗေမရှိတဲ့ပုံစံလည်းဖြစ်လာပါလေ။ BICF ဖွဲ့စည်းစွာဘရာဇီးရုရှားအိန္ဒိယတရုတ်တောင်အာဖရိကဆိုတဲ့စီးပွားရေးနိုင်ငံ၅နိုင်ငံကအစောပိုင်းပါဝင်ဖွဲ့စည်းတဲ့အုပ်စုဖြစ်ပြီးပြီးခဲ့တဲ့နှစ်တွေတွင်အီရန်၊အီဂျစ်၊အင်ဒိုနီးရှား၊အီသီယိုးပီးယားနဲ့ UAE တို့ဟာဖွဲ့ဝင်သစ်ဖြစ်ပါဝင်ခဲ့ပါတယ်။အခုနှစ်ထင်သည်စုဝင်တော်မှာ BICS အုပ်စုအနေနဲ့ American Dollar နေရာမှာချောင်းငွေကြေးခန့်ကန်တာတစ်ခုပြည့်တင်ဖို့အချိန်တွက်စီဖို့မျှော်လင့်ထားပေမဲ့ရှီကျင်းပြင်ဟာဇူလိုင်6ရက်နေ့မှာကျင်းပပဲ ထိပ်သီးစုကိုတက်မှာမဟုတ်ပါဘူး။ကယောကကာလာတွေ online မှာပါဝင်တက်ရောက်ခြင်းပါဝင်တက်ရောက်သမားဟာ2013နောက်ပိုင်းအဲ့ဒီအုပ်စုရဲ့စီးပွားကိုဘယ်တော့ခါမှပြတ်ကွက်ခဲ့ခြင်းလည်းမရှိပါဘူး။ဒါကြောင့်ခုနီလာကမတက်မှုကတိတာထင်ရှားတဲ့တန်မှန်ရေးလှည့်ပြောင်းဖြစ်ပါလေ။သမားရှိကတော့အစည်းအဝေးချိန်စရာများတိုက်နေမှုကြောင့်လို့ပေါ်ပြပေမဲ့ BICS လို့ထိပ်သီးစုကိုမတက်ရောက်တာဟာဘလောက်တော့အရေးကြီးတဲ့ကိစ္စများရှိနေလို့လဲမေကောထိုးအားဆိုရရှိနေပါလေ။ န္ဒိယဝန်ကြီးမိုဒီကိုနိုင်ငံတော်ညာစွာဆောက်ပွဲတစ်ခုဘရာဇီးဆိုရကဖိတ်ကြားထားခြင်းမှာတရုတ်ရဲ့စိတ်ဆိုးတော်သားထမှုနဲ့အခုရှီကျင်းဖြင့်ထိပ်သီးစည်းဝေးမတက်မှုကလည်းဆက်နွယ်နေတယ်လို့တန်တမန်ချုပ်ကပြောပါတယ်။ရှီကျင်းရဲ့ဇာတရုတ်ဝန်ကြီးချုပ်လီရှန်ကကိုစားပြုတက်မှာဖြစ်ပါတယ်။ဒီချိန်ထဲမှာပဲ ICC ဖန်ရန်ကြောင့် BIC ထိပ်သီးစည်းဝေးကိုတမောက်ပူတင်ကတက်မှာမဟုတ်ဘူးလို့ရုရှားကတည်ပြပါတယ်။ကျန်းရရရှာကောင်းဆောင်နူလုံး BIS ထိပ်သီးစီဝေးမတက်မှုရဲ့နောက်ကွယ်မှာမတူညီတဲ့အကြောင်းရင်းတွေရှိတဲ့ဆိုပေမဲ့ ူတို့မတက်ရောက်မှုကတော့အကြီးဝအစည်းဝေးရဲ့အရေးပါမှုကိုအကြီးကျယ်ပြောင်းလဲဖြစ်စေပါလိမ့်အခုနှစ် BIS ရဲ့ထိပ်သီးစည်းဝေးကိုရှင်ချင်းမင်းကိုစားဝန်ကြီးချုပ်ကတက်မှဖြစ်ပြီး ထိပ်သီးစည်းဝေးကမဟာဗျူဟာဆိုင်အရေးကြီးမှုရှိပေမဲ့အရင်ကအစစ်နှိမ်ချထားတဲ့ကိုယ်စားလှယ်ဖွဲ့တစ်ခုသာတက်ရောက်ခဲ့တာဖြစ်ပါလိမ့်ဘရာဇီးလ်သမ္မတလူရာဆေးဘာနဲ့တရုတ်သမ္မတရှီကျင်းဖြစ်လို့ကြာတနေ့အတွက်နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးနောက် BICS ကိုရှီကျင်းဖြစ်ကိုတက်စီဖို့ဘရာဇီးကမျှော်လင့်ခဲ့တာပါ မော်ဒီကိုဂုံပြတဲ့နိုင်ငံတော်ညာဆော့ဝဲကိုတရုတ်ဘက်ကနည်းနည်းတော့စိတ်ကတိကောက်ဖြစ်ခဲ့ပြီးဒါကြောင့်ပဲဘရာဇီးလ်နဲ့တရုတ်ကြားတင်းမမှုတွေရှိခဲ့ပါလေ။တချိန်တည်းမှာလည်းပဲပူတင်ကလည်းသူ့အကြောင်းနဲ့သူမတက်ရောက်ဘူးလို့ဆိုထားပါတယ်။ဘရာဇီးကောင်းမလူရယ်ဆေးပါအနေနဲ့အားကောင်းခိုင်မာတဲ့ပူပေါင်းဆွေးမှုတစ်ပြားရုပ်ဖြစ်ပြတ်တော့ဖို့အခွင့်အညီလာခံကိုပျော်လင့်ချက်ထားသည့်ဆိုသည့်တိုင်ရှီကျင်းပြင်းတဲ့ပူတင်ရဲ့ပြက်ကွက်မှုကြောင့်ဘရာဇီးရဲ့စိတ်ပျက်မှုကလည်းဖြစ်သွားစေနိုင်ပါလေ။ ဒရောလလပေါင်းစည်းထားတဲ့ထိုက်ကြတဲ့နိုင်ငံတွေဖြစ်တဲ့အီရန်အီဂျစ်အီသီယိုးပီးယားတို့အတွက်ကတော့အဓိကအခက်အခဲတွေကြောင့်ဆစ်ဆရာမှာသူတို့အော်စာကအကန့်အသတ်နဲ့သာ ရှိနေမှာဖြစ်ပါလေအစိုးရအားဖြင့်အဓိကကြတဲ့ခေါင်းဆောင်တွေမတက်တဲ့ရီယိုဂျီနီယိုထိုက်သီစီရီဟာအခွင့်အလမ်းတစ်ခုလွဲချော်မဲ့ရေးရှိနေတယ်လို့ပြောရမှာပဲဖြစ်ပါလေနောက်ထပ်သင်ဖို့ပြောချင်ပါလေတရုတ်လျင်တင်သင်္ဘောအုပ်စုဟာပေလပြေလေ့ကျင့်မှုပြီးမြောက်သွားပြီလို့သိရပါတယ်တရုတ်ရဲ့ လေရင်နဲ့သင်္ဘောကြီးဖြစ်တဲ့လျောင်နေနဲ့ရှန်တုံးလေရင်နဲ့သင်္ဘောနှစင်းပါတဲ့တရုတ်ရေတပ်စစ်သင်္ဘောအုပ်စုဟာပင်လယ်ပြင်မှာတိုက်ခိုက်ရတဲ့ရည်မှန်းထားတဲ့လေကျင်းမှုပြမြောက်ပြီးစိတ်ကန်းနေစီဘီကင်ကင်းနဲ့ပြန်ရောက်နေပြီလို့တရုတ်ရေတပ်ကပြောပါတယ်။လေကျင်းမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ပူပေါင်းစွန့်ရည်ကိုထိထိရောက်ဆန်တက်ခဲ့ပြီးနိုင်ငံရဲ့အချုပ်အခြာအာဏာလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကြိုးစည်းပွားတွေကိုကောက်ကွယ်ဖို့အစွမ်းရည်ပြင်တင်ခဲ့တယ်လို့တရုတ်ရေတပ်ကဆိုပါတယ်။ တပွဲတွေကပင်လယ်ဝါရှေ့တရုတ်ပင်လယ်တောင်တရုတ်ပင်လယ်နဲ့နောက်ပစိဖိတ်တဘောတွေဟာဖြတ်ကျော်လေ့ကျင်ပါတယ်တပွဲတွေရဲ့လက်နက်မျိုးစုံပါဝင်တဲ့စစ်မှန်တဲ့တိုက်ခိုက်ရေးဆိုင်ရာစစ်စင်ရေးတွေကိုကောင်းထည့်ဖော်ခဲ့ပြီးချင်းချင်းအနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပါတယ်ကင်းထောက်ခြင်းကျွတင်တရီပေးခြင်းကာကွယ်ရေးနဲ့တပြတ်တိုက်ခိုက်ခြင်းရေကြောင်းတိုက်ခိုက်မှုလေကြောင်းရဲ့ကာကွယ်ရေးနဲ့လေရင်သင်္ဘောတွေရဲ့နေရောညပါနေပြပြောင်းပြန်တဲ့ခြင်းတွေပါဝင်လေ့ကျင်ပါတယ် ပင်လယ်တွင်ကံဝတ်တဲ့ဘွယ်ကိုဥတီလေးကျင့်ချိန်မှာပင်လယ်နဲ့လေကြောင်းပိုင်တဲ့တွေကရှုပ်ထွေးတဲ့ရာသီဥတုခြေအနေနဲ့တူပြင်းထန်လေကျင့်ခဲ့တယ်လို့လေရင်နဲ့သမောခြေဆက်လေရင်တွေပြန်တက်ပြန်ဆင်းလို့တာပါတေချာစေဖို့ဆောင်ရွက်ခဲ့ပါတယ်။လေရင်နဲ့သမောကတဖက်အားလုံးဤကပူပေါင်းပြီးသေစိတ်စီစဉ်နေချမှတ်ခဲ့တယ်ဆိုပါတယ်။ပြန်တက်မှုဘေကင်းရေးမှုကိုတတိကျကျလိုက်နာဆောင်ရွက်ခဲ့တယ်ဆိုပါတယ်။လေကြီးမှာလေပပမှုဆိုင်ရာလုပ်ငန်းတော်ဝင်ကိုအမကကြပေးတာတယ်လို့လျောင်းနေလေမြင့်စင်မောကြီးရဲ့အရာရှိချုပ်ကပြောပါလေ ။နေကျင်မှုတွေအတွက်သင်္ဘောအုပ်စုချင်းနှစုဟာတိုက်ခိုက်ရေးခြေကသဘောတရားနဲ့စွန့်ရင်ကိုတက်တက်ကြွကြွစူးစမ်းလေ့လာရဆိုပါရယ်။လေရင်တဲ့သင်္ဘောတွေကိုပေါင်းဆက်တိုက်ခိုက်ရေးစွန့်ရင်တွေသီးသီးသွားမြင့်တယ်ပြည်တဲ့သူးသွေးဒနာအောင်မြင်မှုဟာအောင်မြင်မှုတွေအများပြားရခဲ့တယ်လို့ CCTV သတင်းဌာနကဖော်ပြပါရယ်။နောက်ထပ်သင်္ဘောပြောချင်ပါရယ်။အီရာမငလင်ကြီးလောက်ခဏကြည်တဲ့အတွက်ကျူတင်ပြင်ဆင်မှုချက်လက်တွေကိုဂျပန်ကထုတ်ပြန်ပါတယ်။ အခြေမေးကြုံတွေ့လာနိုင်တဲ့အီရာမကန်လုံငလင်ကြီးအတွက်ကျွတ်တင်ပြင်ဆင်မှုဆိုင်ရာအချက်လက်တွေဂျပန်ဆိုရကထုတ်ပြန်ကြေညာပါတယ်။ငလင်လေလောက်ခဏမဲ့ခြေနေကျွတ်တင်ခံမန်းဖို့ခက်ခဲလွန်းပေမဲ့ဂျပန်မှာတော့ပြည့်ရွေတွေရေအောက်ကြောက်ချက်တွေလှုပ်ရှားမှုကိုပတ်ပေါင်းစုံကနေတွက်ချပြီးလာမယ့်နှစ်30အတွင်းဂျပန်နိုင်ငံတောင်ဘက်ကန်လုံမှာရှိတဲ့နာကိုင်းသမုဒ္ဒရာကျောက်ကိုပို့ပို့ပြီးတဲ့အီရာမငလင်ကြီးတစ်ခုလှုပ်ခတ်နိုင်တယ်လို့တွက်ချတာပါတယ်။ ဇူလိုင်တရနေ့မှာအသစ်ထုတ်ပြန်တဲ့ချက်လက်အရအဲ့လိုဖြစ်အားဖြင့်ငလင်ကြီးမျိုးနှစ်30အတွင်းလှုပ်ခတ်လာနိုင်ကြီးဟာ85ကနေ82ရာခိုင်နှုန်းထိမြင့်တက်လာနိုင်တယ်ဆိုပါလေမလာတော့ကအဲ့ဒီဖြစ်နိုင်ခြင်းငလင်ကြီးနဲ့နောက်ဆက်တွဲဆူနာမီရေလိုင်းတွေကြောင့်အသေးပြောင်းတဲ့အပျက်စီးပမာဏခံရရမှာလူ3သိန်းဝန်းကျင်သေနိုင်ပြီးဒေါ်လာ2ထရီလီယံဘူလောက်ပျက်စီးမှုတွေဖြစ်နိုင်ပါလေဒါပေမဲ့ထီရောက်တဲ့ပြင်စင်မှုတွေကြိုတင်ကောက်ကွယ်မှုတွေဒါလောက်ထားမယ်ဆိုရင်တော့အသေးပြောင်းစုစုပေါင်းခံမှန်းထားနိုင်ရဲ့ 80ရာခိုင်နှုန်းလောက်ထိရှော့ချနိုင်နိုင်မယ်လို့သုံးသပ်မှုပါတယ်။အခုအစ်ထုတ်ပြန်တဲ့ကမ္ဘာကျက်မှာလက်ရှိပြင်ဆင်မှုနှုန်းနဲ့ဆိုရင်အမြင့်ဆုံးသေဆုံးနိုင်ရည်ဥယျာဉ်ရဲ့20ရာခိုင်နှုန်းလောက်ကိုသာရှော့ချနိုင်မှာရှိပါတယ်။အလင်းဆိုင်ရာထိတ်တန့်သမမများရှိနေစုပေါင်းလေးလာပြီးဆိုးရဆီတင်ပြထားတဲ့စင်ခန်းစာမှာငလင်ကြီးမတိုင်ခင်အဆောင်တွေရဲ့ခိုင်မာမှုကို မြင့်တင်တာခိုလုံးမဲ့နေရာတွေတေးကြပြင်ဆင်ဆောက်လုပ်တာ လူလူရဲ့ငလင်နဲ့ပတ်သက်တဲ့ကြိုတင်ပြစ်စင်လေ့ကျင့်မှုတွေအရှိန်မြင့်တာဒီလိုကိစ္စတွေပိုအားထည့်လုပ်ဖို့တိုက်တွန်းထားပါလေ။ဒါဟာနိုင်ငံတော်အဆင့်လိုအပ်ချက်မျိုးဖြစ်ကြောင်းမြို့ကြီးပြကြီးတွေရဲ့အုပ်ချုပ်ရေးဌာနတွေကမ္ဘာတွေအဖွဲ့အစည်းတွေစုပေါင်းပြီးရေးကြုံလာရင်လူ့အသက်တွေများနိုင်သမျှများများကယ်တင်ဖို့စီစဉ်ထားရမယ်လို့ဂျပန်ဝန်ကြီးချုပ်အာရှီဘာကအစိုးရစီမံမှာပြောပါတယ်။ နိုင်ငံတော်ရီယာကျောက်ဟာဂျပန်နိုင်ငံတောင်ဘက်ကပစိဖိတ်ကမ်းရိုးတွေနဲ့မြင်းပြန်ဖြစ်လို့နေပါတည်ရှိပြီးကီလိုမီတာ100လောက်ရှိပါတယ်။သမိုင်းကျောင်းကိုပြန်ကြည့်ရင်လွန်ခဲ့တဲ့နှစ်ပေါင်း1000လရာမှာနိုင်ငံသမိုးရီယာကျောက်ကိုဗဟိုပြုတဲ့ရောင်းကလေးကြီးဟာနှစ်တရာကနေ200အတွက်ကာလအပိုင်းခြားတစ်ခုရောက်တိုင်းလှုပ်လို့ရှိပါတယ်။နိုင်ငံသမိုးရီယာကျောက်ကိုဗဟိုပြုပြီးနောက်ဆုံးလှုပ်ခတ်ခဲ့တာက1946ကဖြစ်ပြီးပြားမက်ဂနီကျူ8.1နဲ့8.0စင်ချာရှိခဲ့ပြီးဆူနာမီလှိုင်းတွေလည်းဖြစ်ခဲ့ပါလေ။ ဂျပန်မူလဝတ္ထဌာနဟာနိုင်ငံကိုပေါ်ပြပြီးအေရာမငလင်ကြီးလှုပ်ခန့်နိုင်ခြင်းအရေးပေါ်တတိပေးချက်မနစ်ကကျင်ညာပူပြီးတပတ်ကြာမှပြန်ရုံတင်ခဲ့ပါတယ်။ဒါဟာတကယ်တမ်းမလောက်ခဲ့သေးတဲ့ငလင်ကြီးနဲ့ပတ်သက်တဲ့အရေးပေါ်အဆင့်တတိပေးကျင်ညာချက်ပထမဆုံးချိန်ပါ။ဂျပန်မှာအေရာမငလင်ကြီးလှုပ်ခန့်နိုင်ခြင်းနဲ့ပတ်သက်လို့ဆိုရမှုတွေရှိခြင်းဟာနိုင်ငံရဲ့ကမ္ဘာလက်ခီးသောဝင်ရောက်မှုကိုလည်းထိခိုက်မှုရှိစေနိုင်ပါတယ်။ GMA ရဲ့ကြီးကဲရာချီလိုမူရကတော့ငလင်နဲ့ပတ်သက်လို့노ကြမှုတတိပေးဆော့အောင်းနေတာဟာ ပြည်သူလူထုအနေနဲ့လိုအပ်တဲ့ပြဿနာတွေအသင့်ရှိစေဖို့မလိုလားတဲ့စိုးရိမ်လုပ်ငန်းမှုတွေမရှိတဲ့အကြောင်းရှင်းလင်းပြောဆိုထားပါတယ်